လာမယ့်တနင်္ဂနွေနေ့ပရီးမီးယားလိပွဲစဉ်ရှစ်ဖြစ်တဲ့လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲရလဒ်ကိုခံမှန်းပြီးစူးလက်ဆောင်တွေရယူနိုင်မယ်ဘတ်ဆိုငင်းရဲ့အထူးစီစဉ်ဘောလုံးပွဲစီစဉ်ကောင်းတွေကိုအမြဲတမ်းတင်ဆက်သုံးသပ်ပေးနေတဲ့ပရိသတ်တွေရဲ့အချစ်တော်တွေကလည်းဒီပွဲစဉ်ကိုပါဝင်ခံမှန်းသုံးသပ်ပေးထားပါတယ်ဒီဗီဒီယိုမှာပါဝင်ခံမှန်းပေးထားတဲ့ပရိသတ်၅ဦးပြင် comment section မှာဖြေဆိုပေးထားတဲ့ပရိသတ်တွေထဲကမှ၅ဦးကိုရွေးချယ်ပြီးစူးလက်ဆောင်တွေပေးသွားအောင်ပါဒီတော့ စုလက်ဆောင်တွေရယူသွားနိုင်မယ်။ဘတ်ဆောင်ငင်းရဲ့အထူးစီစဉ်ကိုအခုပဲကြည့်ရှုခံစားလိုက်ပါ။ဒီဘက်ကအမှန်တိုင်းပြောရင်တော့ဒါအင်္ဂလန်ဒါဘီဆိုတော့စိတ်ဝင်စားစရာကောင်းတဲ့ပွဲစဉ်ပေါ့နော်ဒါပေမဲ့နှစ်သင်းလုံးရဲ့လက်ရှိဖောင်တွေကတော့တိတ်ပြီးတော့ ဟိုဘာမှပြောလို့မရဘူးသူတပြင်လီဗာပူးကအခြေစမ်းပိုင်းကျနေတယ်နောက်ဆုံးပရီးမီးယားလိနှစ်ပွဲဆက်ရှုံးထားတယ်ပြိုင်ပွဲဆုံးသုံးပွဲဆက်ရှုံးထားတယ်ဒီခြေလေးကိုသူကပြန်ပြီးတော့ဒါပြောင်းပြန်နိုင်ရမယ်တစ်ဖက်မှာတော့ United ကနောက်ဆုံးပွဲမှာဆန်နာလန်ကိုနိုင်ထားတယ်အဲ့ဒီပွဲခြေစွမ်းရောရလက်ဘောကဒီရာဒီမှာသူတို့ရဲ့အကောင်းဆုံးပွဲလို့လည်းပြောလို့ရတယ်နောက်တစ်ခုကသူတို့နဲ့ပတ်သက်ပြီးအပေါင်းလက္ခဏာဆောင်တဲ့ချက်ကနီဗျာအမိုရင်ကိုအသင်းပိုင်ရှင် Sergeant Relic ကဒါထောက်ခံပေးလိုက်ပြီဆိုတော့ဒီဟာကနေပြီးတော့သူတို့ဘလောက်ထိတွန်းအားတစ်ခုကို အမော်ရင်နဲ့လောက်ပြမလဲဆိုတာကြည့်ရမယ်။နှစ်သင်းလုံးမှာတေချာပေါက်ဘာမှယတိပြတ်ပြောလို့မရဘူး။ United ကလည်းဒီပွဲနိုင်နေဆိုပေမဲ့နောက်ပွဲကျရင်သူကဘာဖြစ်လာမလဲဆိုတာပြောလို့မရတဲ့။ United ကအရန်ခံမရခတ်တဲ့တင်ဆိုတော့ United နဲ့ပတ်သက်ရင်တော့ကိုကတလောက်ပဲပြောချင်တယ်။ပြီးတော့အမော်ရင်လက်ထက်မှာ United ကတခါမှနှစ်ပွဲဆက်လည်းမနိုင်ဘူးဆိုတော့ဒီပွဲမှာ United အနေနဲ့အဝေးပွဲမှာဆိုတော့ရုန်းကန်ရနိုင်တယ်။ Liverpool ကကျတော့ပြီးခဲ့တဲ့ရှုံးပွဲနှစ်ပွဲကို bounce back ပြန်လုပ်ရမယ်။သူတို့ရဲ့လက်ရှိအနေထားအကောင်းဆုံးပုံစံမဟုတ်ဘူးဆိုရင်တောင်မှကစားသမားအင်အားအရ လက်ရှိအိမ်ခွင်းမှာကစားမဲ့အနေထားရတော့အကတော့ဒီဘက်မှာအိမ်ရှင်လီဗာပူးသင်းမဲ့နိုင်သွားမယ်အပြန်အလှန်ဂိုးတွေလည်းမြင်ရမယ်လို့ထင်ပါတယ်အဲ့တော့လီဗာပူးနဲ့ယူနိုက်တက်နဲ့ကံမယ်ပေါ့နော်လီဗာပူးနဲ့ယူနိုက်တက်ကံမယ်ဆိုတော့လီဗာပူးကလက်ရှိမှာပြိုင်ပွဲဆို၃ပွဲဆက်ရှုံးထားတယ်ယူနိုက်တက်ကဆန်ဒါလန်ကိုနိုင်ထားတယ်ဒါတွေကတော့အားလုံးသိပြီးသားဒါအချက်တွေပဲတော့ဒီပွဲမှာဘယ်လိုပြောရမလဲလီဗာပူးရဲ့လက်ရှိဖောင်းကမငြိမ်ဘူးနောက်ပြီးတော့ဒီ balance မညီဘူးဆိုတော့ပြဿနာတည်းရှိရေနောက်ပြီးဒီ tight sit ကလည်းဘယ်သူသုံးမလဲဆိုတော့အရာတွေကလည်းနည်းနည်း complex ဖြစ်နေရပါတော့နောက်ပြီးသူရဲ့ မန္တလေးစိတ်ပိုင်းဆိုင်ရာမှာလည်းအကောင်းဆုံးပြန်လာဖို့အခြေအနေကသူတို့ကနည်းနည်းလေးအနှိမ့်ဘက်ပြန်ရောက်ပြီးတော့ United ကကြတော့ဟိုဒီအသင်းပိုင်ရှင်တွေရဲ့ထောက်ခံမှုတွေနဲ့အမူရင်းရဲ့လက်ရှိပုံစံတွေနဲ့ဆိုတော့အာ United ကနည်းနည်းလေးမထင်ထားတာလေးများလုတ်ပြသွားမလားဆိုတော့အတွေ့အလေးတစ်ခုရှိရပါတော့အဲ့တော့အဲကျွန်တော်ကတော့ဒီပွဲမှာမထင်မှတ်ပဲသိကြသွားနိုင်တယ်ဝုန်းဝန်းလောက်ဖြစ်သွားနိုင်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒီပွဲမှာတော့ United နည်းနည်းလေးကျွန်တော်ထင်ထားထက်ပူတဲ့စွမ်းဆောင်ရည်တစ်ခုမျိုးကိုပြသွားမယ်ဆိုရင်တော့ကျွန်တော်တော့မအံ့ဩဘူးလို့ပြောချင်ပါတယ် ဆိုတော့ဒါလီဗာပူးနဲ့ယူနိုက်တက်ကဒီကပတ်အဆင့်ဝင်စားစရာအကောင်းဆုံးပွဲစဉ်ပေါ့အရင်တော့ကတော့ဒါအင်္ဂလန်ဒါဘီကျွန်တော်တို့ အမြဲတမ်းပြိုင်ဆိုင်မှုပြင်းထန်တဲ့နှစ်သင်းဒီအခြေအနေဒီကာလတချို့မှာတော့လီဗာပူးရဲ့အားသာချက်တွေကပိုပြီးတော့များလာတယ်ယူနိုက်တက်ကတော့ဒီအာဒီမှာနိုင်နဲ့ရှုံးလိုက်အခြေအနေနဲ့တိတ်ပြီးမှတ်လာဖို့ဒါပေမဲ့ယူနိုက်တက်ဟိုလီဗာပူးကပြန်ကြည့်မယ်ဆိုရင်လည်းဒီတိုင်းပဲနောက်ဆုံး၃ပွဲဆက်ရှုံးထားတဲ့အတွက်လီဗာပူးမှာအားရစရာတွေတော့တိတ်မရှိဘူးဒါပေမဲ့လည်းသူတို့မှာတကယ် class ကစားသမားတွေရှိတဲ့အတွက်ပွဲတစ်ပွဲကိုအချိန်မြွေးအပြေပြောင်းနိုင်တဲ့ကစားသမားတွေပိုများတယ်အဲ့တော့ Liverpool ကဒီပွဲကိုအင်ဂွင်းမှာကစားမှာဖြစ်တဲ့အတွက်တခုအားသာရာကသူတို့ကအင်ဂွင်း atmosphere နဲ့ Liverpool ရဲ့ Anfield မှာ draw လေးလုပ်ပြနိုင်မယ်လို့ထင်တယ် ်ပြီးခဲ့တဲ့သုံးဘွဲ့ဆက်ရှုံးနေဆိုတော့လေအဝေးကွင်းတွေမှာဖြစ်တဲ့အတွက်အိမ်ကွင်းမှာတော့လေပါဘူးကိုနည်းနည်းလေးပြန်ယုံလို့ရမယ်လို့ထင်နေကြတယ်။ဂျာမန် Florian Vest တို့ Exact တို့လိုကစားသမားတွေတိတ်ပြီးတော့ခြေစွမ်းမပြနိုင်တာတခုကလွင်းရင်တော့လေပါဘူးကအရန်ကြီးဝီဖြစ်နေတာမျိုးတော့မရှိဘူး။တစ်ဖက်က United ကတော့ဒီစောပိုင်းပြောသလိုပဲနိုင်လိုက်ရှုံးလိုက်အခြေအနေဆိုတော့နောက်ဆုံးပွဲမှာဆန်နာလောင်းအိမ်ကွင်းမှာနိုင်ထားတဲ့အတွက်ဒီယာဒီမှာသူတို့ရဲ့မနိုင်သေးတဲ့အဝေးကွင်းအခြေအနေကဒါပြန်ပြီးတော့အခြေအနေကောင်းနိုင်ပါမလားပေါ့။ပြီးကြတော့200ဒီဆက်လောက်ပြီးခဲ့တဲ့100ဒီလုံးလဲ ပရီးမီးယားလိမှာနှစ်ပွဲစတဲ့မနိုင်တော့ဒီအစီမှာလည်းပရီးမီးယားလိမှာနှစ်ပွဲစတဲ့မနိုင်သေးတဲ့ United အသင်းတော်တော်တော်လေးဖိအားများလိမ့်မယ်လို့ထင်တယ် United ပြီးခဲ့တဲ့ပွဲမှာပြန်နိုင်ထားရဲဆိုပေမဲ့ဒီပွဲမှာတော့အခြေအနေရန်ကောင်းလိမ့်မယ်လို့တော့မထင်ဘူးဆိုတော့ Liverpool ကပဲပို့ပြီးတော့သဘောကျပါတယ် Liverpool အိမ်ပွဲမှာပဲနိုင်သွားလိမ့်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ဒီ Liverpool နဲ့ United ပွဲကအင်္ဂလန်ဒါဘီပေါ့နော်အင်္ဂလန်ဒါဘီဆိုတော့တော်တော်လေးကြည်ကောင်းမယ်သေချာတဲ့အချက်ကတော့ကြည်ကောင်းမယ်မနစ်ကလည်းဒူဒူ Liverpool ပွဲမှာ United ကမထင်မှတ်တိုင်းလုပ်ပြထားတယ်အဲ့ဒီပွဲက ြည့်ရတဲ့အခြေအနေကလီဗာပူးက၃ပွဲဆက်အရှုံးပရီးမီးယားလိမှာ၂ပွဲဆက်ရှုံးထားတဲ့ရှုံးချက်နာထားတဲ့အခြေအနေကနေအကျရောက်နေရလို့အားလုံးထင်ထားတယ်ပေါ့နော်တကယ်လည်းလီဗာပူးနည်းလေးပြန်ကျလာတယ်လို့ခံစားရတယ်။ယူနိုက်တက်ကကျတော့နောက်ဆုံးပွဲမှာဆန်ဒလန်ကိုနိုင်ထားပြီးတော့ စိတ်တပိုင်းတော်တော်လေးပြန်ပြီးအကောင်းလာတယ်အမိုးရင်းဆိုရင်ဒါအလုံးနဲ့တက်သေးပြရမယ်ချိန်ဆိုပြီးတော့သူပြောသွားတဲ့အတိုင်းလဲဆန်ဒလိုင်းကိုနိုင်ပြထားတယ်ဆိုတော့ဘာဖြစ် United ကတော့စိတ်တပိုင်းဆိုင်ရာအရာလီဗာပူးထက်ဒီပွဲမှာပို့ပြီးတော့ ready ဖြစ်နေမယ်လို့ထင်တယ်အဲ့တော့လီဗာပူးနည်းနည်းလေးပြန်ကြ United နည်းနည်းလေးပြန်ပြီးတော့စိတ်တပိုင်းအကောင်းလာတဲ့ချိန်ဒီမှာလာတွေ့ရဆိုတော့ပို့ပြီးကြည့်ကောင်းသွားတော့အမှန်ပဲအဲ့တော့ဒါပေမဲ့ Anfield ဖြစ်နေတယ်လီဗာပူးရဲ့ချန်ပီယံတိုက်တယ်ရစ်တွေကနေမထွက်သွားဘူးအမှတ်လိုအပ်ချက်များနေတဲ့ပွဲဖြစ်လို့ United အနေနဲ့ဒါတေတမတ်ကိုတော့မျောလင်းလို့ရနိုင်မဲ့ချိန်တိုင်းတော့ဒါ Liverpool ကတ်နိုင်သွားမယ်လို့ထင်တယ်မနစ်ကတော့ United က Liverpool ကိုတူတူနဲ့တေရအောင်လုပ်ပြနိုင်တယ်ဒီနှစ်တော့ Liverpool အနေနဲ့လွယ်အရန်ကြီးလွယ်မှာတော့မဟုတ်ဘူးဒါပေမဲ့ကတ်နိုင်သွားမယ်လို့ကိုကတော့ထင်ပါတယ်ပေးနေပါဗျာဒီတစ်ပတ်ဒါတနင်္ဂနွေနေ့မှာတော့ပရီးမီးယားလိပွဲစဉ်ရှိရဲ့ဘိမတ်ပွဲစဉ်ကိုပရိသတ်တွေ နှစ်သက်ဆွဲထင်တဲ့အထိရှူဆောင်မှာဖြစ်ပါတယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒီပွဲစဉ်ရဲ့အဲ reset ကိုဒါကျွန်တော်တို့ဒီမှာရောက်နေတဲ့ညီငယ်လေးကလည်းဒါပတ်ဝန်းပြီးတော့ကျွန်တော်တို့ campaign မှာဖြည့်ဆို့ပေးသွားမှာဖြစ်ပါတယ်ညီလေးမင်္ဂလာပါမင်္ဂလာပါခွေအဲညီလေးနာမည်လေးမိတ်ဆက်ပေးပါကျွန်တော်နာမည်အွန်ကစ်တက်ပါအအတက်ကောအတက်ကဆခွန်ခွေအော်ဒီနေ့ကဒါဘော်ရိုင်းနဲ့လာချေးတာဟုတ်ပါတယ် yeah ကိုကုနာပြောထားတဲ့အတိုင်းပဲဒါဒီ Liverpool နဲ့ United တို့ရဲ့ပွဲစဉ်၈ အဲ့ပွဲနဲ့ပတ်သက်ပြီးတော့ညီလေးဘလို့မြင်လဲ reset ဘလို့ထင်လဲညီလေးအောင်ဘာဖန်လဲကျွန်တော်မိုင်ဖန်ကဒါပေမဲ့မိုင်ရဲ့အခုအခြေအနေရတော့ကျွန်တော် ကျပါဘူးတော့ဘုန်းကြီးအားပေးရောနောက်ခုကဲမဲ့ပွဲမှာလိုပါဘူးပို့ပြီးထင်တယ်ဒါပေမဲ့အထင်မိတယ်ဒါပေမဲ့မန်ယူတော့နိုင်သေးတယ်မန်ယူတော့နိုင်သေးတယ်ဆိုတော့အဲ့ပွဲနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်တဲ့ result လေးအတိအကျလေးကိုခံမှန်းပေးအဲ့ result ကိုခံမှန်းရုံနဲ့ညီလေးကိုကိုတို့ကအဲဒါမှရှိရဲ့အင်ကြီးလက်ဆောင်ပေးမယ်ပြီးလို့ရှိရင်မှန်သွားခဲ့လို့ရှိရင်ညီလေးကိုဒါအကိုတို့ပေးကနေပြီးတော့ထက်ကျင်ညာပြီးတော့စုကြည်9000ထက်ပြီးတော့လက်ဆောင်ပေးမှာပေါ့နော်ဆိုတော့အဲ့ result လေးကဘယ်လိုဖြစ်နိုင်လဲ result ကတော့ကျွန်တော်တို့ဟိုပါပေါ့3-2လောက်နဲ့တော့သွားမယ်ထင်တယ် 3 2 win อ่ะ Liverpool ပေါ့ win อ่ะ Liverpool ပေါ့ Liverpool Liverpool 3 United 2ဆိုပြီးတော့ဒါကျွန်တော်တို့ရဲ့ပထမအောင်ဆုံးသောဒီငယ်လေးကနေပြီးတော့ခံမှန်းပေးတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာဘာတွေအဲဘယ်လို result တွေဖြစ်မလဲဘာလို့ရလဒ်တွေထွက်ပေါ်မလဲတကယ်လို့3 2တာဖြစ်ခဲ့ရင်တော့ဒါညီလေးအကိုတို့ကနာပြောရတဲ့အတိုင်းပဲအကိုတို့ထပ်ပြီးတော့စူးချင်းခွင့်ပေးမဲ့အားလုံးရရှိမှာပေါ့နော်ဆိုတော့ကျေးဇူးတင်ပါတယ်ပါဝင်ပေးတဲ့အဲ့ဒီပွဲကိုလည်းစောင့်ကြည့်ရင်ခုန်ရင်းနဲ့အကိုတို့ကြံတွေးကြမယ်နော်ကျေးဇူးပါပြေးတယ်ပါဗျာဒါ ယူနိုက်တက်နဲ့လီဗာပူးရဲ့ပရီးမီယာလိပွဲစဉ်ရှစ်ကိုခံမှန်းဖို့နောက်ထပ်အကူတယောက်ရထားပါပြီအကူမင်္ဂလာပါမင်္ဂလာပါဗျာအကူနာမည်လေးမေးဆွေးပြီးပါကျွန်တော်နာမည်ကုမပါဗျာဟုတ်ကဲ့အသက်ကအကူအသက်ကကျွန်တော်38ပါဗျာအကူရောဒီမှာဘောလုံးကန်တာကြာပြီလားကြာပြီဗျာကျွန်တော်ဟုတ်ငငယ်လေးရဆော်တယ်ဟုတ်ဘောလုံးငငယ်လေးရကြာတယ်ဟုတ်ကဲ့ငငယ်လေး ဒါကြောင့်မခန္ဓာကိုရွယ်စားအခုချိန်ဒီ fit ဖြစ်နေတာเนาะဟုတ်ကဲ့ဟုတ်ကဲ့ဆိုပါတော့အာကျွန်တော်ခုနကပြောထားတဲ့အတိုင်းပဲလေဗာပူးနဲ့ United ကိုပွဲကိုခံမဲ့ရမယ်ကျွန်တော်တို့ဒီကနေ့ပေးတဲ့စူဂျီလက်ဆောင်ဒါအင်ကြီးရမယ်ပြီးလို့ရှိရင်တော့အဲ့ဒီ result တကယ်လို့မှန်ခဲ့တယ်ဆိုရင်ပွဲပြီးတာနဲ့ကျွန်တော်တို့ပေးကနေပြီးတော့အခုအတွက်စူဂျီဝင်9000ထပ်ပြီးတော့ချင်းမြန်မာဖြစ်ပါတယ်ဆိုတော့စိတ်ဝင်စားရမလားစိတ်ဝင်စားပါဗျာโอเคဒါဆိုဒီနေ့ဘောလုံးရသည်လီဗာပူးကတော့နည်းနည်းပိုကောင်းနေပါဗျာ United ကတော့ရုံးကန်နေရတယ်အဲ့ပွဲပေါ်ဘယ်လိုမျိုးဖြစ်နိုင်မလဲထင်လဲ result ကတော့ဘယ်လောက်ဖြစ်မလဲထင်လဲကျွန်တော်တော့ Man U fan ဆိုတော့လေကျွန်တော် Man U 1-0 မန်ယူဝမ်းစီဟာလေဟာလေဘာဘူးအက်တမော့စဖီးယားမှာအန်ဖီးအက်တမော့စဖီးယားမှာလေဘာဘူးကိုမန်ယူကဝမ်းစီနဲ့နိုင်တယ်နိုင်မှာဟုတ်တယ်ကိုလုံးဝပြတ်သားရရလောက်တော့သဘောကျသွားပြီနော်ပြတ်သားတဲ့အဖြေကိုတော့သဘောကျသွားပြီဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်မဟုတ်တော့စောင့်ကြည့်မယ်လောလောဆယ်တော့ကျွန်တော်တို့ဒီဘတ်စုံကိန်းကနေပေးတဲ့စူကြီးလက်ဆောင်ဒါ အင်းကြီးအကိုဒါလက်ဆောင်အရင်ပေးပါရယ်နော်ဒီ reset တကယ်လို့သာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါအကိုရဲ့ဒီခံမမှုကြီးကတော်တော်ကြီးကိုကြမ်းသွားမှာနော်ဘာလို့လဲဆိုတော့လေဘဘူးကကောင်းနေတဲ့အချိန်လေဘဘူးကိုရင်အဲ့ဒါအောင်မှာအကိုက man u 1c ဆိုတော့ okay ပါကျွန်တော်တို့အချိန်မဖြစ်တော့စောင့်ကြည့်မယ်အဲစူးချင်းဝင်ငါးတော့အဲပိုင်ဆိုင်ပါသလိုလဲညှော်လိုက်ပါရယ်တောင်းပါရယ်နော်ကျေးဇူးတင်ပါရယ်ကျေးဇူးတင်ပါရယ် ပရိသမများဒါလီဗာပူးနဲ့ယူနိုက်တက်တို့ရဲ့ပရီးမီယာလိပွဲစဉ်ရှစ်ကိုခံမှန်းပေးဖို့အတွက်နောက်ထပ်အကူအညီရောက်နေပြီဒါအညီဦးဘောရာတွေပဲလားဘောရာတွေပါဘောရာတွေဘောလုံးဘောလုံးလာကြတာလားဟုတ်ကဲ့ဟုတ်ကဲ့နာမည်လေးမိတ်ဆက်ပေးပါဦးဝေဖြူအောင်ပါအတက်ကောအတက်က31ပါဟုတ်ကဲ့အကူဟုတ်ကဲ့ကိုကိုဇွဲပါဟုတ်ကဲ့ဟုတ်ကဲ့ မင်္ဂလာပါကိုကိုတို့ဒါကျွန်တော်ခုနပြောရတာနဲ့လမောက်ဘူး United ပွဲကိုခံမှန်းပေးရမယ်လက်ရှိဒီရာဒီဘောလုံးဝင်ကြည့်ပြလားကြည့်ပြပါမယ်ဘာဖန်လဲဘာဖန်လဲလို့လီဗာပူးဖန်လီဗာပူးဖန်အိုးလီဗာပူးဖန်နှစ်ယောက်နဲ့ဒါလာတွေ့နေတာဗောနော်ဘာဖြစ်လီဗာပူးနဲ့ United ပွဲဘယ်လိုဖြစ်မယ်ထင်လဲ result result ကျွန်တော်ကတော့ဖိုးစီတော့သွားမယ်ထင်တာဖိုးစီအာကျန်လိုက်ပြတ်သားရနော်အကိုကပြတ်ပြတ်သားပဲကျွန်တော်ကတော့အဲနည်းဆုံးတော့3-1ပေါ့3-1အကို အရင်တော့ဟိုလိုဖြစ်ဖြစ်ဖို့ပြောရမို့နော်အကိုမှန်းတာဟိုဘုံဝင်မကြတာမို့ကျွန်တော်တို့ကဒါရှိပြီးသားအကိုတို့ကမှန်းပြီးတဲ့အတွက်အကိုတို့ကဒါစုဟိုဟာစုအနေနဲ့ဒါအင်ကြီးလက်ဆောင်ပေးမယ်ဟုတ်ကဲ့ပါ reset တကယ်အတိအကျမှန်လို့ရှင်တော့စူကြီးဝင်9000ထပ်ပေးမှာเนาะအဲ့ဒီတော့အခု reset အတိဖြစ်ပြီလားစူကြီးဝင်ကအဓိကမဟုတ်ဘူးအဓိကအဓိကဒါပဲဒါပဲယုံကြည်မှုကကိုယုံကြည်မှုကိုကိုခိုင်မှာချပြဒါကိုက Liverpool 3 United 1အခုကတော့ Liverpool 4 United 0 okay ပါအခုနှစ်ယောက်ကတော့ပြတ်သားရယ်ဗျာဒါ Liverpool ပဲ ပြတ်သားမယ်တက်သွားမယ်လို့တော့ဒါမှန်ထားကြပြီเนาะဟုံးမဟုတ်ကိုတော့ကျွန်တော်အဲ့ဒီနေ့ပွဲစဉ်တဲ့အတူကျွန်တော်ရင်ခုန်စောနဲ့ဆက်လက်ပြီးတော့စောင့်ကြည့်ပါမယ်အကိုတို့အခုလိုမျိုးကျွန်တော်တီးလို့တမယောဖြေးပေးတဲ့အတွက်ဒါအခြေသူများတင်ပါတယ်ဒါကျွန်တော်တို့ဖက်ဆောင်ကင်းရနေပြီးတော့ပေးတဲ့အင်ကြီးမြတ်တာလက်ဆောင်ပါညနေပါတယ်အကိုရက်ဆက်တွေလည်းဒါမှန်လို့ရှိရင်ထက်ပြီးတော့เนาะစူကြီးเนาะလွဲပြီးမယ်เนาะအခြေသူများတင်ပါတယ်ဗျာ Hello ပရိသတ်များဖက်ဆောင်ကင်း Facebook နဲ့ YouTube ကနေပြီးတော့ပရိသတ်တွေကိုဒါ လဘောဦးနဲ့ United ပွဲနဲ့ပတ်သက်ပြီးတော့ campaign ဖြစ်ကျွန်တော်တို့တွေတင်ဆက်ပေးနေတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့မထူးတော့ဘူးစီးလာတဲ့ဒီမှာ site တွေဆရာကျွန်တော်ညီလေးကိုပဲကျွန်တော်တို့ဒီပွဲနဲ့ပတ်သက်ပြီးတော့ brother တစ်ခုခံမခိုင်းပါဘောเนาะဆိုတော့ဒီလေးမင်္ဂလာပါဗျာမင်္ဂလာပါဗျာဒီလေးနာမည်လေးမိတ်ဆက်ပေးလို့အဲနာမည်ကဝင်းသူပါဗျာဝင်းသူဟုတ်ပါပြီဒီလေး site တွေဒီဆွဲနေကြပြီလားอืมကြပြီဗျာကျွန်တော်အသက်ကဘယ်လောက်ရှိပြီလဲအသက်21ဗျာ 21 21နဲ့တော့အကျိုးသာကိုဝင်ဝင်ကိုရှာပြီးတော့ရက်တည်နေတဲ့ညီလေးဖြစ်ပါတယ်ညီလေးဘောလုံးပွဲကြီးရောအာကြည့်ပြလားอืมကြည့်ပြပါရဟုတ်လားဘောလုံးပွဲကြည့်ပြလေဘာလို့ United ဒီတပတ် Premier League ပွဲစဉ်ရှေ့ဖြစ်ကစားမယ်အဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့အကိုတို့ခုနပြောထားတဲ့အတိုင်းပဲ result လေးခံမှန်းခိုင်းမယ်ပေါ့နော်အဲအဲ့ဒီ result အတိအကျကိုခံမှန်းလို့မှန်လို့ရှိရင်အကိုတို့ပေးကနေပြီးတော့ဒါ9000 ထပ်ပြီးတော့စူချေးချမယ်လောလောဆယ်ဖြည့်ဆုံနေတော့ဒါအင်ကြီးမြင့်တာလက်ဆောင်ပေးပါဖြစ်ပါတယ်ဆိုတော့ဒီလေးစိတ်ဝင်စားလားဟုတ်စိတ်ဝင်စားပါဗျာโอเคအဲ့ဒါဆိုလို့ရှိရင် Liverpool United ဘလို့ဖြစ်မယ်ထင်လဲ result ဘလောက်နဲ့ပြီးသွားမယ်လို့ခံမှန်းမလဲ Liverpool နဲ့မိုင်းပွဲက2-1လောက်တော့ပြီးသွားမယ်လို့ထင်တယ်ဟုတ်ကဲ့ Liverpool Liverpool 2 United 1အဲဟုတ်တယ် United 1 ဒီဖြေကတော့နည်းနည်းတော့ fail ဖြစ်တဲ့ဖြေဖြစ်ပါတယ်ပေါ့နော်ဆိုတော့ညီလေးရဲ့2ဝက်ဆိုတဲ့ result ကမဆိုးလောက်ဘူးအဲ့ဒီအတွက်ညီလေးအဲ့ result ဖြစ်မဖြစ်ကိုစောင့်ကြည့်ပြီးတော့ဒါအကိုတို့ page ကနေပြီးတော့ထပ်ပြီးတော့ပြန်ဆက်သွယ်လိုက်ပါမယ်အဲ့ကြောင့်လို့ရှိရင်မှန်တယ်ဆိုရင်စုချင်းဝင်9000เนาะအကိုတို့ page ကနေပြီးတော့ပေးတဲ့စုချင်းကိုရမှာဖြစ်ပါတယ်ဆိုတော့အခုလိုမျိုးပေါင်းဝင်ပေးတဲ့ညီလေးကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်เนาะ site တွေလည်းဆွဲကောင်းပါစေညီလေးဟုတ်ကဲ့ ပရိသတ်များပတ်စုံကိန်း Facebook နဲ့ YouTube Channel ကနေပြီးတော့ဒါပရိသတ်တွေအတွက် Premier League ပွဲစဉ်ရှေ့ဖြစ်ကစားမဲ့ Liverpool နဲ့ United အသင်းတို့ရဲ့ပွဲစဉ် Results နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေ Campaign ဖြစ်အပြင်ဘက်မှာတော့ဒါ9ယောက်ကိုဒါတော့ကျွန်တော်တို့မေးပြီးသွားပြီပေါ့နော်9ယောက်ရဲ့ Result တွေကလည်းဒါတူးနဲ့တူးမတူညီကြဘူးအဲ့လိုပဲအဲ့ဒီ Video ထဲမှာပါတဲ့9ယောက်ပြင်မယ်ပရိသတ်တွေကူးကြည့်နေတဲ့ပရိသတ်တွေလည်းဒါကိုမန့်မှာဝင်ရောက်ပြီးတော့ဖြည့်ဆို့လို့ရပါတယ်အဖြေမှန်တဲ့သူ၅ဦးကိုတော့ကျွန်တော်တို့ ဒီဘတ်စုံကိန်း Facebook နဲ့ YouTube ကနေပြီးတော့ပြည်သက်တွေအတွက်9000စီဆုလက်ဆောင်ချိမြင့်ပေးတော့မှာဖြစ်ပါတယ်အဖြစ်မှန်သူ9ဦးတက်ပို့ရရဆိုလို့ရှိရင်တော့မှန်ကန်သူဦးရီဒီတဲကမှာကျွန်တော်တို့တွေ9ဦးကိုဒါကန်ဆန်းမဲ့ဖြစ်ထပ်ပြီးတော့ဖောက်သွားမှာဖြစ်ပါတယ်ဆိုတော့ပြည်သက်များအားလုံးဒီဘတ်စုံကိန်း Facebook နဲ့ YouTube channel ရဲ့ကျွန်တော်တို့ Liverpool United campaign ကိုဝင်ကြွေးဖို့လည်းဒီနေ့ကနေပြီးတော့ဖိတ်ခေါ်ပါရဲအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ